ကျမရဲ့အဖေဘာဖြစ်နေလဲသိလားအဲ့ဒါအဲ့နေတာဒါပေမဲ့ဟိုဘယ်လိုပြောမလဲပုံမှန်အဲ့ချင်းလို့အဲ့တဲ့အဲ့မျိုးတော့မဟုတ်ဘောနော်ပြောပြချင်တာတခုရှိတယ်တားတွေတာဖေတွေရဲ့အာတားဆိုတာဒီမှန်တယ်ကျမရဲ့အကိုအကိုလေးပေါ့နော်ကျမရဲ့အကိုအကိုငယ်ထိုင်းမှာရှိတယ်မိဘတွေကိုအဆက်အသွယ်မလုပ်တာ၃လနှစ်လောက်ရှိပြီပေါ့နော်၃လနှစ်လောက်ရှိပြီ ရှိတယ်တက်ချီရှင်သာရှိတယ်အလုပ်လည်းလုပ်နေတယ်မိမလည်းမရဘူးလူပြိုလူလွတ်ဒါပေမဲ့ဒီမီအိုဖားအိုကအရင်တော့ကတော့အဲ့ဒီအကိုရဲ့လှုပ်ဆောင်မျှော်မှန်းပြီးစားကြတာပေါ့နော်စားကြတဲ့အချိန်မှာကျမအကိုလေးကဆက်တယ်မလုပ်တော့ဘူးလင်းနှစ်လောက်ရှိပြီသူတို့ကဒီအခုကျမအဖေနဲ့မိကထိုင်းမှာတစ်ခုခုဖြစ်တယ်မဟုတ်တော့ငလီနေလှုပ်တယ်မြေပြိုတယ်ဆိုရင်လည်းချင်းလုံးငိုတယ်ဘာဖြစ်လို့လဲမိဘာဖြစ်လို့ငိုလဲအော်ငါသားလေးအတက်မှရှင်သေးရလားအတက်မှရှိသေးရလား သူတို့မှာချိန်နာအဲ့ဒီသားတော်ကိုပူပင်တော့ကရောက်တယ်အခုလူလို့ဆိုလို့အဲ့ဒီအကိုတယောက်ပဲရှိကြတယ်အဲ့ဒီအကိုကလည်းအဆက်အသွယ်ဖြစ်လာတဲ့ခါကျတော့ဒီလိုမျိုးခါကြီးရက်ကြီးသတင်းကျုပ်ကာလာမှာပေါ့သူများသားသမီးတွေလာကြတော့တဲ့အချိန်မှာအဖေနဲ့မေကသူတို့ရဲ့သားကိုမျှော်လင့်တာပေါ့နော်ကျမဆိုလည်းဒါအိမ်ခွဲပေါ့အိမ်ခွဲဖြစ်တဲ့အတွက်လက်ရှိသားသမီးလောက်မကောင်းပေးနိုင်ဘူးဆိုရင်လောလောဆယ်မှာရှိတဲ့သားသမီးတွေမှာတော့ကျမကဟိုကျမမိဘတွေအပေါ်မှာကျမအတောက်တင်းဆုံးချပေးနိုင်ပြီပေါ့နော်ဒါပေမဲ့ကျမအကိုလေးသား အမိပေါ်မိပါတွေပေါ်မှာကောင်းခဲ့မယ်ဆိုရင်ကျမကောင်းတာကျမကိုရချီပြားလောက်ပဲဖြစ်နေမှာလေအရင်ကျမကိုကမိပါတွေပေါ်ကောင်းခဲ့တော့ကလည်းဘယ်သူမှလိုက်မမိအောင်ကောင်းခဲ့တာပေါ့နော်အခု၄နှစ်လောက်ရှိပြီအသက်ရှိတယ်ဘန်ကောက်ထဲမှာပဲအဆက်အသွယ်မလုပ်ဘူးမိပါတွေကိုပြစ်ထားတာပေါ့နော်မိပါတွေကိုပြစ်ထားတော့အခုမိပါတွေကအရင်တော့မျောလင့်တာပေါ့ဩငါသားလေးပတ်စံပို့ရင်ငါတို့ဘာလေးလုပ်မယ်ဘာလေးဝယ်စားမယ်ပေါ့အဲ့လိုမျောလင့်ချက်တွေရန်ရှိခဲ့တယ် ခုချိန်ဒီလဲတို့မျောလင်းကြတရမကုံဆုံးသေးဘူးအခုရအခုမျောလင်းကြကဘာလဲဆိုတော့တို့သားလေးနဲ့စကားပြောချင်းနဲ့နွေ့နွေ့ထွေထွေပေါ့ဒါနေကောင်းလားကျမ်းမာလားအမေနေကောင်းလားဆိုတဲ့စကားကံလေးကိုကြားချင်းနဲ့တို့ရဆန္ဒပေါ့နော်ကျမအိမ်လာတယ်လာပြီးနင့်ကိုလေးနဲ့ဆက်သွယ်ရလားတမီ၄နှစ်ရှိပြီနော်ဆက်သွယ်ဖြတ်တာ၄နှစ်လုံးလုံးကိုမေ့ပြီးတော့လာမပြောတဲ့ရက်ဆိုတာမရှိဘူးမအားလို့ကျမကိုလာပြီးမမေးတဲ့ရက်ပဲရှိတယ်ကျမကိုနေတိုင်းလာမယ်တမီနင့်ကိုလေးနဲ့ဆက်သွယ်ရလား ကျွန်မတွေ့တာပေါ့ကျွန်မလိုင်းပေါ်မှာသူပုံနေတင်တာတွေ့တယ်ကျွန်မစာသွားရင်သူကလော့ပြစ်တယ်အားကြောင့်ကျွန်မမှမရေရဲဘူးအမေတို့ဒါအသက်ရှိပါသေးတယ်ဆိုတော့အဖြေလေးကိုကျွန်မတိတိကျကျပေးနိုင်ဖို့အတွက်ကျွန်မတို့ဒီတိုင်းပဲကြည်နေတာပေါ့နော်ကျွန်မကိုဘလော့လိုက်မှကြောက်လို့မိဘတွေရဲ့မြင့်တာနော်အဲ့တော့အဲ့တော့ကျမပြောချင်တာဩအကိုလေးလည်းဒီ post လေးကိုတွေ့ရင်အမေတို့ကိုဆက်သွယ်လုပ်ပေးပါအမေဆိုလို့ရှိရင်အခုနှလုံးရောဂါတွေမကဘူးစီဂျိုပါစီဂျိုဆိုလို့ရှိရင်ဒါတစ်ခါတစ်ခါတက်ရင်400 500တက်တယ် နော်နှလုံးစည်းကြိုသွေးသွေးတိုးကြောက်ကပ်ပါခုအစချင်းတဲ့သဘောဖြစ်နေပါဘောနော်ညီကောင်မောင်နှမတွေအားလုံးကလည်းတိတဲ့အတိုင်းပဲဟိုအကုန်လုံးကလည်းမပြေလည်ကြဘူးဘောနော်လူလို့ဆိုလို့လည်းအကိုလေးတယောက်ပဲရှိရတာခုကမလေးမှာဗောမိဘတွေကိုဘလို့ပြောမလဲပတ်စံနဲ့ကြီးစုစောက်ရှောက်ခွင့်မပေးနိုင်ဘူးဆိုရင်တော့ကိုလေးကိုဒီကျမရဲ့အကိုပေါ့ကျမမိဘတွေကရမ်းလိုအပ်တယ်သူတို့သားကသူတို့ဖုံးဆက်ပြီးတော့အမေနေကောင်းလားကျမ်းမာလားလို့မေးတဲ့စကားတောင်သူတို့အယမ်းမျောလင့်တယ် ခုလည်းကျမဖေကြည့်ပိုလိုပက်လက်တွေစိတ်သက်တွေကြာပြီးတော့ပက်လက်တွေလမ်းပြီးတော့ဒါညီးတွားပြီးအိပ်ပျော်သွားတာအခုအိပ်ပျော်နေတာပေါ့သူ့သားကြောင့်သူလာပြီးပြောဩငါတို့သားလေးอ่ะငါတို့ပေါ်မှာပေါ့အရင်တော့အရန်လိမ်မာတလားအခုငါတို့ပြစ်ထားနိုင်နေပေါ့သူတို့ရဲ့ဆုံရှုံမှုကြီးတစ်ခုပေါ့ဆုံရှုံမှုကြီးတစ်ခုပေါ့လာပြီးပြောပြရပြီးတော့ဝမ်းနဲ့ပက်လက်နဲ့စိတ်သက်တွေကြာပြီးတော့ဒီချိန်မှာသူတို့ပုံမင်းကုန်းกว่าအချိန်ရောက်နေပြီလေသူတို့ဒါ လူတိုင်းကတင်မျိုးပါပဲပြောရမယ်ဆိုနောက်ဆုံးအချိန်ရောက်နေပြီသူတို့သားလေးတွေသမီးလေးတွေကိုသူတို့မျှော်လင့်နေဒါပေမဲ့မျှော်လင့်စရာလည်းတယောက်မှအကွက်မတွေ့ဘူးကျမနဲ့အဲ့ဖန်ကောက်ကအကိုပဲမိဘတွေပေါ်မှာကြီးစုဆောင်ရှောက်နိုင်တဲ့အင်အားရှိတယ်ကျမကလည်းအိမ်အောင် အိမ်အောင်တဲ့အလောက်ကလည်းအလောက်လည်းကောင်းနေတဲ့လူမဟုတ်တော့မိဘတွေပေါ်မှာကျမတက်သိမ်းကြရင်အဲ့ဒီအကိုလေးဆိုရင်အများကြီးကြားနိုင်တယ်လေသူဆိုလို့ရှိရင်ဒါလူလွတ်လည်းဖြစ်တယ်အလောက်လည်းရမ်းစူးစားတဲ့သူတရားလောက်ကိုအဆက်မပြတ်လောက်တဲ့သူတရား အရမတော့စလိမ့်မတော့ကိုမစားမိမလည်းမလျှောက်ဘူးအဲ့လိုသားတယောက်ဖြစ်တဲ့အတွက်အဲ့ဒီသားစီကခုံအားတွေကိုသူတို့အယမ်းမျောလင့်တယ်ဒါပေမဲ့အဲ့ဒီသားလုံးဝအဆက်အသွယ်မလုပ်ဘူးအသက်ရှိတယ်မိဘတွေရဲ့မိဘတွေကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေတည်တယ်မိဘတွေရဲ့နေရာကိုလည်းတည်တယ်လုံးဝလည်းပြန်မလာဘူးဆက်သွယ်လည်းမလုပ်ဘူးသူ့ကိုဆက်သွယ်လို့ရင်လည်းသူကဘလော့ပစ်တယ် သူ့ကိုပေါ့အဲ့လိုမင်းမင်းနေမကောင်းဘူးမင်းမေအသေးတန်ဖြစ်နေတယ်ဆေးရုံမှာ ECG ဆွဲထားတဲ့ဓာတ်ပုံတွေပါတွေပို့ပြီးတော့မိဘကြီးတေးမလို့ရှင်းမလို့ဖြစ်နေတယ်ဆိုတာတော့မှဆက်သွယ်မလုပ်ဘူးအဲ့လိုတော့ပို့ရင်ပို့တဲ့သူဘယ်တော့ပြောလဲအဲ့ဒါကြောင့်မို့ တောင်းပန်ပါတယ်လို့မိဘတွေပတ်စံမပို့နိုင်အောင်မပို့ချင်ဘူးဆိုရင်တော့ဆက်တွယ်လေးလုပ်ပေးပါလို့ကိုလေးရှိရာမြင့်တာတွေကိုမိဘတွေတော်တော်မျှော်လင့်ပါတယ်လို့မိဘတွေကိုမပစ်ထားပါနဲ့ကိုလေးရဲ့တောင်းပန်ပါတယ်လို့ဒီကနေလဲညီမတောင်းပန်ပါတယ်မိဘတွေကိုလေးမြင်တဲ့အတိုင်းပါပဲအဖေဆိုလည်းအသက်60ကျော်နေပြီအမေဆိုလည်း60နာကတ်နေပြီမိဘတွေရဲ့နောက်ဆုံးချိန်မှာတာသမီးတိုင်းရဲ့ဟိုဘယ်လိုပြောမလဲအားပေးစကားပေါ့နော်အားပေးပြီရဲ့အနောက်လဲတော့လို့ပြောလို့ သားသမီးရရင်အားပေးစကားခွန်အားတော့တကယ်လိုအပ်တာအမှန်ပါပဲ။